အမတန်ကြီးမားတဲ့လူရုပိဋကကြီးကရှင်သာရိပုတ္တရာကိုသိပြီးမသိကြဘူးစိတ်မဝင်စားကြဘူးသူတို့အတိအမှတ်ပြုတာအထင်ကြီးတာဘယ်သူတို့ဆိုရင် တကောရှင်ဖြစ်တဲ့ရှင်မောကလန်တို့ဒိဗ္ဗစက္ခုနဲ့စွမ်းအားရှိတဲ့ရှင်အနုရုဒ္ဓတို့ကိုပဲအထင်ကြီးကြတည်င်းမေးတဲ့အခါမှာမြတ်စွာဘုရားဘယ်တော့ကြွလာမှာတော့ခုခေတ်ဆိုရင်တော့ပြောရေးဆိုခွင့်ရှိသူပေါ့နော် ရှင်နုရုဒ္ဓတို့ကဖြေတယ်ဖရာဘယ်တော့ကြွလာမယ်ဆိုတာသွားပြီးတော့တကိုးနဲ့ကြွရောက်ပြီးတော့မေးမြန်းနိုင်တာရှင်မောကလန်တို့ကဖြေတယ်အဲ့တော့အဲ့ဒီလူတို့ပြိတ္တကြီးဟာရှင်မောကလန်တို့ပို့ပြီးတော့အထင်ကြီးတယ်ရှင်သာရိပုတ္တရာရှိနေတော့လည်းပဲရှင်သာရိပုတ္တရာကိုတိတ်ပြီးတော့လူတွေကအထင်ကြီးတဲ့သဘောမရှိဘူး ရသော်ဗျာလူပြည့်ဆင်းလာတဲ့အခါမှာရသော်ဗျာကဒီအချက်ကိုတတိထားမိတယ်။ဖရာသာသနာတော်မှာပညာရှင်နဲ့တကူရှင်ဆိုရင်ပညာရှင်ကိုနံပါတ်1နေရာမှာထားတယ်။တကူရှင်ကနံပါတ်2နေရာမှာရှိတယ်။ခိုင်ဟာရာကီလို့ခေါ်တယ်။ဆင့်နဲ့ထားတဲ့အခါမှာပညာရှင်ကနံပါတ်1တကူရှင်ကနံပါတ်2ဒီလိုဆင့်ဆင့်ထားတယ် သို့သောတကူရှင်ကိုသာနံပါတ်1ကိုကြော်ပြီးတော့နံပါတ်2ကိုလူသိများနေတာကိုမြတ်စွာဘုရားတတိထားမိတော့ဒါပရိသန်နတ်ပြည်ကနေစောင်းတန်းသုံးသွယ်နဲ့လူပြည်ကိုကြွားဆင်းလာတဲ့အခါသင်္ကတ္တဒကားဝစောင်းတန်းဥရောက်တဲ့အချိန်မှာမြတ်စွာဘုရားကိုပထမဆုံးနှုတ်ဆက်ကြောခွင့်ရတာရှင်သာရိပုတ္တရာ ဒါကမြတ်စွာဘုရားရဲ့လက်ရယံဆိုတော့ဘုရားပြီးရှင်သာရိပုတ္တရာကမြတ်စွာဘုရားမေးသမျှတွေကိုဖြေဆိုတယ်။နောက်ဆုံးမှာတမန်တမုဒ္ဒဘုရားကသာဖြေနိုင်တဲ့မေဂုံမျိုးနီလံပေးတဲ့အခါမှာရှင်သာရိပုတ္တရာဖြေနိုင်တယ်။တခြားပုဂ္ဂိုလ်တွေဟာအဲ့ဒီမေဂုံရဲ့အဖြေကိုမသိနိုင်ကြဘူး။ရှင်သာရိပုတ္တရာဖြေမှသိနိုင်ကြတာဖြစ်တော့ကြောင့် အဲ့ဒီအချိန်မှာပရိသတ်ရဲ့အလယ်မှာရှင်သာရိပုတ္တရာရဲ့ဉာဏ်ဤဉာဏ်စွမ်းအစတွေဟာ လူတွေကသိလာကြလို့အလုံးကရှင်သာရိပုတ္တရာကိုထင်ကြီးလေးစားလာကြတယ်လို့ဆိုတဲ့